ဂျပန်ကျူးကျော်ရက်ဆက်မှုများအကြောင်းကိုကွက်ကွင်းကွင်းတင်ဆက်ထားသည့်ဓာတုရိုက်ရုပ်ရှင်ဝင်ဝေကျွမ်း3ဘီလီယံကျော်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နန်ကျင်းတပ်ပြတ်မှုကြောင့်မှအဖွဲရများအကြောင်းတရုတ်ဖော်ထားတဲ့တရုတ်ရုပ်ရှင်ဓာတုရိုက်ဟာအင်္ဂါနေ့ရက်ထိရုံဝင်ဝေကျွမ်း3ဘီလီယံအမေရိကန်ဒေါ်လာတန်း၄20ကျော်ကျော်လွန်သွားပြီဖြစ်ကြောင်းအွန်လိုင်းလက်မှတ်ပလက်ဖောင်းအချက်အလက်များအရာသိရပါသည်။ နန်ကျင်းကိုဂျပန်သို့ရက်ဆက်စွာသိမ်းပိုက်စဉ်တပ်ပုံစရီယိုတခုမှခုလုံးနေတဲ့တရုတ်အရက်သားတဆူအကြောင်းဗဟုပြုထားတဲ့ရုပ်ရှင်ဖြစ်ပါတဲ့အသက်ရှင်ချမ်းဖို့အသေးသံချိုးပန်းရှင်ဂျပန်စစ်တပ်မှတပုံဆရာကို ရုပ်ရှင်ရိုက်ကူးရမှအကူအညီပေးဖို့ဖြစ်လာပြီးမြို့အနှံဂျပန်တပ်များကျူးလွန်ခဲ့တဲ့ရက်ဆက်မှုတပ်တွေတွေပအဝင်တဲ့ဖလင်ပြားတွေရှာဖွေဖို့ဖြစ်ပါတဲ့ ဖလင်ပြားထွေကိုလှုပ်ဝက်သိမ်းဆီးထားခဲ့ပြီးနိုင်ငံအပြင်ဘက်သို့ရောက်ရှိရန်တပ်ဆိုကြိုးပမ်းခဲ့ကြခါအပြစ်မှန်ကိုဖော်ထုတ်နိုင်ဖို့ပြောင်းမန်းခဲ့ကြပါသည် တရုတ်ပြည်မှာဇွန်လ25ရက်နေ့ကစတင်ပြသခဲ့ရာဒီရုပ်ရှင်ဟာဂျပန်ကျူးကျော်မှုကိုစတင်တဲ့တရုတ်ပြည်သူတော်လန်ရေးစစ်ပွဲနဲ့ကမ္ဘာဖက်စစ်စတင်ရေးအောင်ပွဲရဲ့80မြောက်မှာပြည်သက်တွေကိုတမိုင်းကျောင်းနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းတင်ဆက်ထားတာဖြစ်ပါထဲလို့သိရပါထဲရှင်။